မန်စီနဲ့ခရစ်စတီယာတို့ဘယ်သူပိုကောင်းလဲဆိုရင်ဒီအငင်းခုံကဘယ်တော့မှမပြီးဒီလိုငင်းခုံရတာလဲကျွန်တော်တို့ကြိုက်ကြတာပေါ့ဒါပေမဲ့ကျွန်တော်တို့အားလုံးလက်ခံနိုင်တဲ့အချက်တစ်ခုတော့ရှိတယ်သူတို့နှစ်ယောက်စလုံးဟာအကြီးမားဆုံးအိမ်မက်ဖြစ်တဲ့နိုင်ငံအသင်းနဲ့ချန်ပီယံဖြစ်ခဲ့တာကတကယ်ကိုလှပါတယ်အနောက်ဆုံးကဘောလုံးလောက်ကမှာအားလုံးကိုပေးဆက်ခဲ့ပြီးမှအနာမျိုးကင်ဒီဖလားတွေကိုကန်ဖောက်နိုင်ခဲ့တာကတကယ်ကိုမယုံနိုင်စရာပဲမဟုတ်လားသူတို့ကဘယ်သူထက်မဆိုထိုက်တန်ပါတယ်မက်ဆီဖန်တွေကတော့တမ်းမတူရင်လားမညှိပါနဲ့ ကလပ်ဘလာမမရဘူးပဲမက်ဆီကိုရှင်လို့ကိုမရတာလားရှင်နေသေးတယ်မက်ဆီကိုမိဖို့အဝေးသေးဆိုတော့ထောက်ပြနေကြတယ်တစ်ဖက်မှာလည်းအခုလိုထောက်ပြထားပါတယ်ဒူးတယောက်ချင်းစမ်းဆောင်ရင်းနဲ့အရင်ချင်းကိုကြည့်ရမှာပါမက်ဆီလည်းဝေါ်ကက်ရတာဒူးတယောက်တည်းကောင်းလို့မဟုတ်သလိုရနယ်ဒိုလည်းဒီဖလားတွေကဒူးတယောက်တည်းကြောက်မဟုတ်ဘူးအတင်းဝေါ်ကြောင်ရတဲ့ဖလားတွေပါပဲသူတို့နှစ်ယောက်နိုင်ငံချင်းချင်းကန်ကြရင်လည်းဒီလိုပဲဖြစ်မှာပါဘာလို့ line နိုင်ရှင်နေကြတာလဲမသိဘူးဆိုပြီးတော့ပြောဆိုလာရရှိတယ်ဘာဖြစ်ဖြစ်ဂျေဆုတင်ပါတယ်ခရစ်စတီယာနိုဘာဖြစ်ဖြစ်ဂျေဆုတင်ပါတယ်လီယိုနယ်မက်ဆီ အဘလုံးသမိုင်းမှာအကြီးကျယ်ဆုံးပြိုင်ပွဲတွေဖြစ်နေအကြီးကျယ်ဆုံးခေတ်ကိုဖန်တီးပေးခဲ့လို့ပါနှစ်ဦးစလုံးကိုအရင်ကလည်းအကောင်းဆုံးအခုလည်းအကောင်းဆုံးနောက်လည်းထောက်ရအကောင်းဆုံးကစားမတွေဖြစ်နေမှာပါ